ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာဒီအီရန်နဲ့အစ္စရေးနဲ့ကိစ္စကိုကျွန်တော်အများကြီးပြောတယ်ဆိုတော့အဲ့ဒီဗီဒီယိုရဲ့အောက်မှာလည်းတတက်ကဘာစစ်စနေပြီတတက်ကဘာစစ်စတော့မယ်တတက်ကဘာစစ်ဖြစ်တော့မယ်ဆိုပြီးတော့ comment တွေအများကြီးတွေ့ရတယ်ဆိုတော့တတက်ကဘာစစ်ဖြစ်တော့မှာလားဖြစ်နေပြီလားဆိုတော့ no ပါမဖြစ်သေးဘူးဆိုတော့ဘာကြောင့်မဖြစ်သေးဘူးဘာကြောင့်မဖြစ်ဘူးလဲဆိုတာကိုကျွန်တော်တို့ရှင်းပြပေးသွားမယ် Welcome to my channel Milky Vision ဒီအကြောင်းအရာကိုကျွန်တော်ဘေးကနေစရမလဲဆိုတော့ကျွန်တော်ဒီ United Nation နဲ့စရအောင် United Nation ကပြဒုတိယကမ္ဘာစစ်ပြီးသွားမှသူဖြစ်ပေါ်လာတာဒုတိယကမ္ဘာစစ်မှာအဓိကပါဝင်ပြီးတော့ဟိုဒုတိယကမ္ဘာစစ်မှာအဓိကပါဝင်ခဲ့တဲ့နိုင်ငံကြီးတွေကပဲဒီ United Nation ကိုဥဆောင်နေတာဆိုတော့ United Nation ဆိုတာကဒုညကဘာစစ်ပြီးသွားမှာဖြစ်ပေါ်လာတာအဲ့နေရာဘာလို့ပို့လဲ United Nation ကဘာလို့ပို့လဲဆိုတော့အခုနိုင်ငံတွေတော်တော်များများပြဿနာတက်တယ်ဆိုတော့အဲ့နေရာမှာ live ဖြစ်ရှင်းကြတယ်ဗျာစကားပြောပြီးတော့ဖြစ်ရှင်းကြတယ် United Nation ဆိုတာအဲ့လိုမျိုး code တစ်ခုပေါ့ဒီတရားဥပဒေတစ်ခုလိုပဲဆိုတော့အဲ့မှာဒီနိုင်ငံတံမရာနှစ်ခုကစကားပြောမယ်တခြားနိုင်ငံကြီးခေါင်းဆောင်တွေလည်းပါမယ်အဲ့ဒီတံမရာတွေလည်းပါမယ်အကုန်လုံးရှင်းမှာစကားတွေပြောပြီးတော့မှဒါကိုပြဿနာဘယ်လိုဖြစ်ရှင်းရမလဲဆိုတာကိုဒါ opinion ယူကြတဲ့နေရာပေါ့ဆိုတော့အဲ့ United Nation ပြောတဲ့စကားတော့အခုဘာမဝင်တော့ ဘာလို့လဲဆိုတော့အမေရိကန်ကကျတော့အရန်ကိုတိုက်ထားလို့ပဲဘလို့တိုက်လဲဆိုတော့ကျွန်တော်တို့ဒီလွန်ခဲ့တဲ့3-4ရက်အလိုလောက်မှာပေါ့ကမ္ဘာမှာ most powerful ဖြစ်တဲ့ devil of the sky လို့ခေါ်တဲ့ aircraft တစ်ခုအဲ့လင်ရတော်တော်နာမည်ကြီးပါလေဟိုအမေရိကန်မှာတကယ် most powerful ဗျာအမေရိကန်မဟုတ်ဘူးနော်ကမ္ဘာတစ်ခုလုံးမှာတကယ် most powerful aircraft main aircraft နဲ့ရှင်ရှင်သူကတာဝူးတာတယ် most advanced technology တွေရှိတဲ့ aircraft တစ်ခုဆိုတော့ devil of the sky လို့ခေါ်တယ်အဲ့ဒီလေယာဉ်ထားပြီးတော့ American နေပြီးတော့မှ Iran တိုက်ထားတယ် most powerful aircraft ကိုတုံးပြီးတော့ America က Iran ကိုတိုက်ခိုက်လောက်တဲ့အထိဘာတွေဖြစ်ခဲ့တာလဲဆိုတော့ရွရှင်းပါတယ်ပထမတည်းက Iran နဲ့ Trump နဲ့ကြတော့ဒီ conversation တခုသွားတယ်အဲ့ဒါကျွန်တော်ပထမဗီဒီယိုမှာကျွန်တော်ရှင်းပြပေးထားသေးတယ် conversation တခုလုပ်တယ် nuclear weapon ကိုဒီ nuclear နဲ့ပတ်သက်ပြီး research မလုပ်ဘူးတော့ကို Trump ကလည်းတားဆီးခဲ့တယ်ဒါပေမဲ့ Iran ကနားမထောင်ခဲ့ဘူးဆိုတော့ အဲ့ဒီအညိုးတွေလည်းရှိတယ်။ဒါပေမဲ့အခုကဘာအဓိကဘလို့လဲဆိုတော့ကျွန်တော်တို့ဒီ Israel ကိုအမေရိကန်ကအရင်နှဲရ support ပေးနေတာ။ကျွန်တော်တို့အခုဒီမြင်နေရတဲ့ဒီမြေပုံထဲမှာပါနေတဲ့ဒီနိုင်ငံတွေအကုန်လုံးကတူတက်ကဘာစပြီးွားမှာဖြစ်ပေါ်လာတဲ့နိုင်ငံတွေပဲဖြစ်တယ်။ဆိုတော့ Israel ကတူတက်ကဘာစဖြစ်ပြီးမှသူကဖြစ်ပေါ်လာတာအဲ့ဒီနိုင်ငံကြီးရ။ဆိုတော့အဲ့ဒီအချိန်နှဲရနေပြီးတော့ American support က Israel ရရှိလာတာပဲဖြစ်တယ်။ လူပြကပားစစ်ဖြစ်ပြီးတော့အစ္စရေးဆိုတဲ့နိုင်ငံဖြစ်လာပြီးကလေးကအမေရိကန်ရဲ့ support ကအစ္စရေးမှာပဲရှိတယ်အရန်နဲ့ conversation တခုလုပ်တယ်အဆင်မပြေဘူးအဲ့ဒီအညိုတခုရှိတယ်အမေရိကန်ကနေပြီးတော့ဆိုတော့ Israel နဲ့လည်း support ဖြစ်နေတဲ့ပုံမှာအခုကအမေရိကန်က Iran ကို official တိုက်ပလိုက်တယ်ဆိုတော့ဘလို့တိုက်လဲဆိုတော့ကျွန်တော်ပထမပြောသလိုပါပဲ the most powerful advanced technology ရှိတဲ့ aircraft နဲ့တိုက်တယ် devil of the sky ဆိုတော့ဒီလေရင်နဲ့ဘလို့တိုက်လဲဆိုတော့ तू က အင်ရန်ထဲမှာရှိတဲ့နေရာ၃နေရာကို तू ကတားခဲ့ချတယ်ဗျာပထမဗီဒီယိုမှာပြောသလိုပဲအဲ့နေရာတွေကဘာနေရာလဲဆိုတော့ဒီယူရေနီယံနဲ့ပတ်သက်ပြီးတော့နျူကလ িয়ার နဲ့ဝက်ပန်စ်နဲ့ပတ်သက်ပြီးတော့ research လုပ်နေတဲ့ lab တွေ research center တွေဆိုတော့အဲ့နေရာ၃ခုကို तू တားခဲ့ချတယ်ဗျာအမေရိကန်နေပြီးတော့မှအင်ရန်နိုင်ငံထဲမှာရှိတဲ့ယူရေနီယံနဲ့ပတ်သက်တဲ့ဒီ research center တွေကိုတားခဲ့ချတယ်၃နေရာအဲ့ဒီ၃နေရာက Fordo Natas Isfahan ဆိုတော့အဲ့ဒီသုံးနေရာလုံးကိုအမေရိကန်တိုက်ခိုက်တယ် Fordo လို့ခေါ်တဲ့ဒီနေရာကိုအဲ့ဒီ most powerful devil of the sky လို့ခေါ်တဲ့ aircraft ကနေပြီးတော့မှအပေါ်ကနေဖြတ်လာပြီးတော့မှဆိုတော့အဲ့ဒီမှာတောင်းရင်းရှိတာနော်အဲ့ဒီ Fordo ဆိုတဲ့နေရာကအဲ့ဒီ research center ရှိတဲ့နေရာကတောင်ကြီးဆိုတော့အဲ့ဒီတောင်ကိုဘုံမိုးတွေကျဲခဲ့ပြီးတော့ဖြတ်စည်းခဲ့တယ် နောက်နှစ်နေရာနှစ်ခုရှိတဲ့ Natas and Isfahan ဆိုတော့ဒီနှစ်နေရာနှစ်ခုလုံးအမေရိကန်ဘယ်လိုတိုက်လဲဆိုတော့ aircraft ကိုမတုံးတော့ဘူးဗျာ Devil of the Sky ကိုမတုံးတော့ဘူးဆိုတော့နောက်နှစ်နေရာနှစ်ခု Natas နဲ့ Isfahan နှစ်နေရာလုံးကိုသူကဘယ်လိုတိုက်လဲဆိုတော့ဒီရင်ခုတ်တမောဗျာ Submarine နဲ့လာပြီးတော့မှာရင်ခုတ်တမောကနေပြီး Missile တွေလွတ်ပြီးတော့အဲ့နှစ်နေရာလုံးတိုက်ခိုက်တယ် ဆိုတော့အပေါ်ကနေပြီးတော့မှဒီ Devil of the Sky နဲ့ Fordo ဆိုတဲ့နေရာကိုဘုံနေချဲ့တယ်ပြီးတော့ရေရောက်ထဲကနေပြီးတော့မှ Submariner လာပြီးတော့မှ Missile တွေလွတ်ပြီးတော့ကျန်တဲ့နေရာ Natas နဲ့ Isbahan နေရာလုံးသူကတိုက်ခိုက်လိုက်တယ်ဆိုတော့ဘာကြောင့် American တိုက်လဲဆိုတာကိုကျွန်တော်ရှင်းပြပြီးသွားပြီ Okay အခု American ရဲ့တိုက်ခိုက်မှုကို Iran ခံပြီးသွားပြီဒါပေမဲ့ Iran ရဲ့ဒီအိန္ဒိယနိုင်ငံဒီ Arabic နိုင်ငံတွေ Iran နဲ့မိတ်ဖွဲ့ထားတဲ့ဒီ Russia တို့ဒီ China တို့ကဘာလို့အကူအညီမလာတာလဲ ရုရှားနဲ့ China နဲ့ဗျာ Iran နဲ့ဆိုရင် business deal တွေအများကြီးလုပ်ထားတယ်ဗျာဒီ C အပေးယူတွေပြီးအဲ့နိုင်ငံတွေပြီးတခြားဒီ weapon တွေယူတာတွေသူ Iran နေပြီးတော့ C ယူတာတွေပါတယ်အဲ့လိုမျိုး business deal တွေအများကြီးရှိတယ်ဆိုတော့ဘာလို့ supporting မလာတာလဲရုရှားနဲ့ China ကဘာလို့ supporting မလာတာလဲရုရှားနဲ့ China ကိုထားလိုက်တော့ဗျာဒီ Iran နိုင်ငံရဲ့ပတ်ပတ်နယ်မှာရှိရဒီ Arabic နိုင်ငံတွေအများကြီးရှိတယ် UAE တို့ဒီ Saudi တို့ Qatar တို့ Afghanistan တို့အများကြီးရှိတယ် ဒီနိုင်ငံတွေကဘာလို့ support မလာတာလဲအီရန်နိုင်ငံဒီလောက်ကြီးမားတဲ့တိုက်ခိုက်မှုကိုခံရလာတာမှာဘာလို့ supporting မလာတာလဲဆိုတော့ကျွန်တော်တခုရှင်းပြပေးမယ်ဒါတွေကအကုန် business deal နဲ့သွားနေကြတာအခုဗျာအာရဗိနိုင်ငံတွေအကုန်လုံးနဲ့မှာဒီအမေရိကန်နေပြီးတော့မှာအမေရိကန်နိုင်ငံနေပြီးတော့မှာ C အပေးယူတခု business deal တခုရှိတယ်ဆိုတော့အရင်တော့ကလည်းအီရန်နဲ့အမေရိကန်နဲ့လည်းဒီလို deal တွေရှိခဲ့တယ်အခုက Israel နဲ့ Iran နဲ့ဖြစ်တဲ့အခါကျတော့အဲ့လိုမျိုး ပရိပခတွေကနက်နက်ချီချီဖြစ်လာတဲ့ပုံမှာအညိုးတွေနဲ့အခုွားကြတော့အမေရိကန်နေပြီးတော့မှအီရန်တိုက်လေတယ်။အခုဒီ UAE တို့ဒူဘိုင်းတို့ဒီကွာတာတို့တခြားဒီအာရဗစ်နိုင်ငံတွေအဲ့နေရာတွေမှာလည်းစီထွက်တယ်။စီထွက်တယ်။ အာရဗိတ်နေရာတော်တော်များများစီတော့တဲ့နေရာတွေပဲဆိုတော့အဲ့နေရာလေပြီးတော့လေအမေရိကတို့ဒီရုရှားတို့နောက်ထပ်ဒီချိုင်းနာတို့အစ္စရေးတို့ဒီလိုမျိုးနေရာတွေနိုင်ငံတွေကိုအကုန်လုံးတို့ကဒီ business deal ရှိတယ်ဗျာစီပေးမယ်အဲ့နိုင်ငံကနေပြီး business deal တခုပြန်ယူပဲအီရန်ရဲ့ပတ်ပတ်လည်မှာရှိတယ်နိုင်ငံတွေအကုန်လုံးကလည်းသူ့အနေနဲ့သူသူ့အတီတီသူ့အနေနဲ့သူ business deal တွေရှိတာပြီးကြအခုဒီအီရန်နေရာနေကြည့်မယ်ဆိုရင်ဗျာပတ်ပတ်လည်ဗျာဒီအာရဗိတ်နိုင်ငံတွေရှိတယ်ဘာလို့ support မလာလဲဆိုတော့ကျွန်တော် ဆိုတော့ example တခုရှင်းပြမယ်ဗျာအခုလမ်းတလမ်းနဲ့မှာအိမ်ကြီးအများကြီးရှိတယ်ပဲထားလိုက်တော့လမ်းတလမ်းနဲ့မှာအိမ်ကြီးအများကြီးရှိတယ်အဲ့ဒီအိမ်ကြီးက country ပဲထားလိုက်တော့အဲ့ဒီအိမ်ကြီးက countries တွေကျွန်တော်ကနေပြီးတော့ Saudi ပဲထားလိုက်ကျွန်တော် Saudi ဗျာကျွန်တော်ဘေးအိမ်မှာကျွန်တော် Iran ရှိတယ်ကျွန်တော် Saudi ကျွန်တော်ဘေးအိမ်က Iran အဲ့ဒီ Iran ရဲ့မြန်မာချင်းစံအိမ်က Israel အဲ့ဒီ Israel ရဲ့ဘေးအိမ်မှာနေတာ American ဆိုတော့ကျွန်တော်ရဲ့အရှိတဲ့တဲ့မှာရှိတာ American မျက်စောင်းထုံးမှာရှိတာ Israel ဆိုတော့ အခုကဟိုကျွန်တော်ဘိန်းမှာရှိတဲ့အီရန်နဲ့ကျွန်တော်ရဲ့မျက်စောင်းတို့မှာရှိတဲ့အစ္စရေးနဲ့ရန်ဖြစ်တယ်အဲ့လိုရန်ဖြစ်တဲ့အခါကျတော့ကျွန်တော်ကဘိန်းရင်ရဗျာအင်ဒီရှင်းအင်ဒီရှင်းဆိုတော့ကျွန်တော်ကသူ့ကိုဟိုမိတ်ဆွေအနေနဲ့ support ပဲပေးလို့ရမယ်ဒါပေမဲ့မင်းနေရာအနေကရက်တီဗီကရန်ဖြစ်မယ်ဆိုပြီးတော့လေကျွန်တော်သွားမှာလည်းမဟုတ်ဘူးကျွန်တော်ဆောက်တည်အခုဆောက်တည်ရနေပြီးတော့အစ္စရေးရဲ့ business deal တခုရှိလည်းရှိမယ်အခုကျွန်တော်အိမ်မှာရေရေပိုက်လည်းရှိတယ်ဗျာသူ့အိမ်မှာရေပိုက်လည်းမရှိဘူးဒါပေမဲ့သူကချမ်းသာပဲ ကျွန်တော်အိမ်ရနေပြီသူကရေကိုကျွန်တော်သူ့ကိုပိုက်နဲ့ join ပေးလိုက်တယ်သူကအဲ့ရေကိုသူကတုံးနေကျွန်တော်ပတ်စံပြန်ပေးတယ် business deal တခုရှိတယ်ဆိုတော့ကျွန်တော်နဲ့သူနဲ့ business deal တခုရှိတဲ့ပုံမှာဘေးအင်ရအီရန်နဲ့အစ္စရေးနဲ့ဖြစ်တဲ့ကိစ္စကိုကျွန်တော်ဝင်ပါတယ်ဆိုရင်သူနဲ့ကျွန်တော်နဲ့ရှိတဲ့ business deal လေးရပျက်စီးကုန်မှာဆိုတော့ကျွန်တော်ဝင်ငွေနေပိတ်ကုန်မှာအဲ့ဒီအဖြစ်ကိုကျွန်တော်လည်းအဖြစ်မခံဘူး ဲ့လိုမျိုးပဲအခုအစ္စရေးရဲ့ဘေးမှာရှိတဲ့အမေရိကန်နဲ့ကျွန်တော်နဲ့လည်းထပ်ပြီးတော့ business deal တစ်ခုရှိတယ်ဗျာကျွန်တော်စီကနေရေယူရရေဆိုတာစီပေါ့လက်စီတော့ petrol လို့ဆိုအဲ့လိုမျိုးကျွန်တော်ဆာအူဒီကနေကျွန်တော်ပေးတယ်ကျွန်တော်သူဝက်ပန်းတွေပြန်ပေးရတခြားဒီ supplier တွေအများကြီးပြန်ပေးတယ်ဗျာ raw material တွေပြန်ပေးတယ်ဆိုတော့အဲ့ဒါလည်း business deal တစ်ခုပဲအခု Iran ဘက်ကနေထောက်ခံပြီးကျွန်တော် Iran ကိုလုံးဝ support ပေးပြီးတော့ကျွန်တော်ဘေးမှာရှိတဲ့ Iran ကို support ပေးပြီးကျွန်တော်တိုက်ခိုက်တယ်ဆိုရင်နှစ်အိမ်လုံးနဲ့ကျွန်တော်လည်းရံဖြစ်သွားပြီ against ဖြစ်ပြီးတော့ကျွန်တော်ရဲ့ business တွေအကုန်ပြတ်ကုန်ပါကျွန်တော်ရဲ့ဝင်ငွေတွေပြတ်ကုန်ပါဆိုတော့အဲ့ဒီအဖြစ်ကိုကျွန်တော်အလုံးမခံဘူးဒါပေမဲ့အခု Israel နဲ့ Iran နဲ့ဖြစ်တယ်ဗျာကျွန်တော် Bay Area မှာရှိတဲ့ Iran နဲ့ကျွန်တော်ရဲ့လက်ဆောင်တုံးမှာရှိတဲ့ Israel နဲ့ရန်ဖြစ်တယ်အဲ့လိုရန်ဖြစ်တဲ့အခါကျတော့သူတို့နှစ်အောင်လုံးကလမ်းလူကြီးကိုသွားတိုက်တယ်လမ်းလူကြီးကဘယ်သူလဲ United Nation အဲ့ဒီလမ်းလူကြီးအယုံကျွန်တော်လည်းလိုက်ွားတယ်ကျွန်တော်အိန္ဒိချင်းဘေးရန်နိုင်ငံဗျာဆိုတော့ကျွန်တော်လိုက်ွားတယ်ကျွန်တော်လည်းတခြားအမေရိကကြီးလည်းလိုက်လာတယ်အမေရိကကြီးလည်းလိုက်လာမယ်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်က against လုပ်လို့မရဘူးဗျာအမေရိကနဲ့ Israel ကိုကျွန်တော် against လုပ်လို့မရဘူးကျွန်တော် business deal လေးပျက်စီးသွားမယ်ဒါပေမဲ့ကျွန်တော်ကနေပြီးတော့ Bay in အင်ဂျင်ချင်းနိုင်ငံဖြစ်နေတဲ့ပုံမှာမိတ်ဆွေကောင်တယောက်အနေနဲ့နေပြီးလို့ရတယ်အခုမင်းဘာလိုအပ်တာရှိလဲအဲ့လိုအပ်တာကဖြစ်ပြီးမယ်ဒါပေမဲ့ငါတို့ကလိုရတာတခုမြင်ပြန်ဖြစ်ပြရမယ်အခုအီရန်ပပက်လယ်မှာရှိတဲ့တခြားဒီအာရဗစ်နိုင်ငံတွေကအီရန်ကိုကူညီမယ်ဆိုရင်လေ business deal တခုရှိမှသူကကူညီမှာအပေးယူရှိမှကူညီမှာ ရုရှားကူညီရင်လည်းအပေးယူရှိရမယ်ချိုင်းနာကူညီရင်လည်းအပေးယူရှိရမယ်ဆိုတော့ဒါလေးက business deal မှာအလိုသွားနေတာအီရန်မှာလည်းဗျအရင်တော့ဒီ women's ဒီ freedom နဲ့ပတ်သက်ပြီးတော့ဟို protest တွေပြည်ပခါတွေတအများရှိခဲ့တယ်ဆိုတော့အကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဘေဂျင်းအင်ဒီရှင်းနိုင်ငံတွေဒီအာရဗစ်နိုင်ငံတွေနဲ့လည်းပြည်ပခါတွေအများရှိခဲ့တယ်ဆိုတော့အဲ့ဒါထားလိုက်ပါအဲ့ဒါကအရင်ကိစ္စတွေအရင်ပြည်ပခါအဲ့ဒါထားလိုက်တော့အီရန်ကို support ပေးနေတဲ့နိုင်ငံတွေကဘာလို့မလာလာလဲဆိုတော့ business deal ရှိနေလို့ပဲဆိုတော့ ဝယ်စရာအကြောင်းလည်းမရှိသလိုဝယ်မယ်ဆိုရင်ငါတို့အပေးကိုတခုရှိနေရမယ်ဆိုတော့အဲ့လိုမျိုးအနေထားမှာအခုရှိတယ်အမေရိကနေပြီးတော့အီရန်တိုက်ပြီးတဲ့နောက်ပိုင်းမှာအီရန်နေပြီးတော့အစ္စရေးကိုပြန်တိုက်ထားတယ်လွန်ခဲ့တဲ့နှစ်ရက်အလိုလောက်ကအီရန်နေပြီးတော့မှအစ္စရေးကိုပြန်တိုက်ထားတယ်အဲ့ဒီအရှိမာတွေကအမေရိကန်အီရန်ကိုတိုက်ပြီးသွားပြီဆိုတော့အီရန်ကလွန်ခဲ့တဲ့နှစ်ရက်အလိုလောက်ကအစ္စရေးကိုတိုက်တယ်ဘေးနီယာကိုတိုက်တယ်ဆိုတော့တယ်အဗစ်လို့ခေါ်တယ်ဒီကပီတယ်စတီလို့ပြောလို့ရတယ်ဗျာဆိုတော့အဲ့ဒီစတီကိုသူကတိုက်ခိုက်တာလေဗျာအခုအမေရိကန်နဲ့ အီရန်နဲ့လည်းအညိုးတွေဖြစ်ကုန်ပြီအီရန်ကလည်းအမေရိကန်ကိုဒီ officially ညှိညာလိုက်တယ်ငါတို့ကလည်းမျိုးပြန်တိုက်မှာဒါပေမဲ့အီရန်မှာအဲ့လောက် technology မရှိသေးဘူးအမေရိကန်ဗျာကဘာရဲ့တစ်ဖက်အခြားမှာရှိတာဗျာဂျာထဲမှာဒီတော့ကျယ်ပြန့်တဲ့ပင်လယ်ကြီးရှိနေတယ်အဲ့ဒီပင်လယ်ကြီးကျော်လာပြီးတော့အစ္စရေးနိုင်ငံကိုကျော်လာပြီးတော့မှဟိုအီရန်ထိလာတိုက်တယ်ဆိုတော့ technology ကအမေရိကန်မှာရှိတယ်အဲ့ဒီ devil of the sky နဲ့သူကလာတိုက်တယ် submarine နဲ့လာတိုက်တယ်ဒါပေမဲ့အီရန်မှာကျတော့အဲ့ဒီ technology မရှိသေးဘူး အဲ့ဒီနည်းပညာမရှိသေးဘူးဒါပေမဲ့တိုက်မယ်လို့တော့ပြောတာလေဗျာနောက်ထပ်အင်ရန်ဘာပြောလဲဆိုတော့အမေရိကတိုက်တဲ့နေရာတွေ၃ခုလုံးပါတဲ့အဲ့ဒီနေရာမှာဒီ uranium နဲ့ပတ်သက်ပြီးတော့ nuclear နဲ့ပတ်သက်ပြီးတော့ research center တွေမရှိတော့ဘူးတဲ့အစတွေကမရှိတော့တာဒီလိုဖြစ်မယ်ဆိုတော့တို့ကကြုံတိတယ်တဲ့တိလို့တို့ကအဲ့မှာရှိတဲ့ဒီ lab တွေဘာတွေ center တွေ research stone တွေရဲ့ပစ္စည်းတွေကိုတို့ကရှေ့ပြောင်းလိုက်ပြီးပြောတယ်ဆိုတော့အမေရိကန်တိုက်ခဲ့တဲ့နေရာတွေအကုန်လုံးပါဘာမှမရှိဘူးခါလီပဲလို့ပြောတယ်တဲ့ဘာမှမရှိတော့အဲ့နေရာမှာ ဆိုတော့ဘာမှမရှိတဲ့နေရာအလုပ်ကိုမင်းတို့တွေကတိုက်ခိုက်ခဲ့တာ lab အဆောက်အဦတော့ရှိတယ်ဗျာဒါပေမဲ့အဲ့ဒီ lab တွေမှာဘာမှမရှိတော့ဘူးအဲ့ဒီနေရာမင်းတို့ကတိုက်ခိုက်ခဲ့တာဆိုပြီးတော့ Iran နေပြီးတော့မှပြန်ပြောတယ်အခုပြန်ပြီးတော့လည်းသိရတာပါလဲဆိုတော့ still ဒီ Iran နေပြီးတော့မှဒီ nuclear နဲ့ပတ်သက်ပြီးတော့ uranium နဲ့ပတ်သက်ပြီးတော့အလုပ်တွေလုပ်နေတုံးပဲဆိုတော့သူတို့လည်းအောင်မြင်မယ်ဆိုပြီးတော့လည်းသူတို့ကလည်းသူတို့ဘက်ကနေပြီးပြောတာတယ်အမေရိကကနေပြီးတော့လည်း Iran ကိုဒီသတိတွေပေးတာတယ်မင်းရလိုက်တော့မဟုတ်ဘူးဆိုရင် အခုနိုင်ငံလုံးရဲ့ဒီ weapon စီအကုန်လုံးကမင်းမက်ကိုလှည့်သွားလိမ့်မယ်ဆိုပြီးတော့အမေရိကကလည်းသူ့ကိုတတိပေးတာလေဆိုတော့လက်ရှိအခြေအနေကအဲ့လိုပဲဖြစ်တယ်ဆိုတော့အခုနားလည်မယ်လို့ထင်တယ်ဒီကိစ္စမှာအီရန်တယောက်ပဲရှိနေတာအီရန်တယောက်ပဲရှိနေတာနော်ဒီဘက်မှာအစ္စရေးနဲ့အမေရိကနဲ့ဆိုတော့ကြားထဲမှာဒီရုရှားတွေလည်းမလာသေးဘူး China တွေလည်းမလာသေးဘူးနိုင်ငံကြီးတွေပြအီရန်ဘက်ကနေတိတ်မလာသေးဘူးဆိုတော့ဒါတွေကတတက်ကပါစစ်ဖြစ်ဖို့ဆိုတာအလားလားတိတ်ပြီးမရှိဘူးအခုရုရှားနဲ့အမေရိကနဲ့ဖြစ်ပြီးဆိုရင်ဒါပြောလို့ရတယ်ဗျာတတက်ကပါစစ်ကိုပြောလို့ရတယ် ရုရှားနဲ့အမေရိကန်နဲ့ဖြစ်တယ်ဆိုရင်မရုရှားကလည်းပြန် most biggest ဒီဟာဒီ weapon နဲ့ပတ်သက်ပြီး highest တူကနေရာတစ်ခုကိုရောက်နေတဲ့နိုင်ငံတစ်ခုပဲဆိုတော့ရုရှားနဲ့အမေရိကန်နဲ့ဖြစ်တယ်ဆိုရင်ပြောလို့ရတယ်တခြားကဘာစီလို့ပြောလို့ရတယ်တို့တခြားဒီ China တို့ဘာလို့လဲဖြစ်တယ်ဆိုရင်လည်းပြောလို့ရတယ်။ဒါပေမဲ့ Iran နေပြောလဲ America ကိုတိုက်ရဲဆိုပြီးပြောလာတယ်။ America လည်းပြန်ပြီးတော့ warning နေပေးတာလေ။ဆိုတော့ကြားထဲမှာခံရတာပြည်သူတွေခံရတာ။ Israel နိုင်ငံမှာရှိတဲ့ဒီ Tel Aviv လို့ခေါ်တဲ့အဲ့ဒီ city မှာခံရတာလည်းပြည်သူတွေခံရတာ။ အခုအီရန်ကိုအမေရိကကသွားပြီးတော့မှဒီတက်ခိုက်တယ်ဗျအဲ့နေရာမှာဒီ research center တွေပဲထိရလို့ပြောလို့ရတာအဲ့နေရာမှာတခြားပြည်သူတွေလည်းရှိနေရှိမှာပဲဆိုတော့ဒီ war ကလည်းနိုင်ငံခေါင်းဆောင်ကဒီ boxing lightweight ring နဲ့မှထိုးတာမဟုတ်နှစ်ယောက်တည်းရဲ့ဒီ war မဟုတ်ဗျာနိုင်နိုင်ငံ war ဆိုတာခံရတာပြည်သူတွေခံရတာ2025ရောက်နေတဲ့အပေါ်မှာအကုန်လုံး war ဖြစ်ပြီဆိုရင်ဗျာဒီ technology တွေ machine တွေ AI တွေတုံးပြီးတော့ဖြစ်နေကြတာ ဒီ mission ဆိုတာဗျလူတယောက်တော့ရွေးပြီးတက်နိုင်တာမဟုတ်ဘူးတနည်းအောင်ဘုံကျက်မယ်တနည်းအောင်ဒီပြစ်ပြစ်မယ်ဆိုရင်ပြစ်မှတ်ထားလိုက်ပြီဆိုရင်အဲ့ညာနဲ့ပတ်သက်တဲ့ဒီတခြားအိုက်ဝါရှိရတခြားလူတွေလက်ထိတာပဲဆိုတော့ပြည်သူတွေလက်ထိနှစ်နိုင်ငံလုံးအတွက်အရှုံးရှိအစ္စရေးဘက်မှလည်းထိတယ်အီရန်ဘက်မှလည်းထိတယ်ကျွန်တော် comment ထဲမှာတယောက်လာမှန်းနေဗျစကားပြောရဲဆိုရင်ခန်းစားချက်တွေမပါစင်နေတဲ့ခန်းစားချက်မပေါအောင်ပြောတဲ့ကျွန်တော်မှဒီခန်းစားချက်ရှိတယ်ဗျဘလို့ခန်းစားချက်မျိုးလဲဆိုတော့ humanity humanism ဆိုတော့အဲ့ဒီခန်းစားချက်အရာပဲကျွန်တော်ပြောတာကျွန်တော်ဘယ်သူမှဗတ်လိုက်ပြီးကျွန်တော်မပြောဘူးကျွန်တော်ပြည်သူတယောက်အနေနဲ့ပြည်သူတွေခံရတယ်ဆိုတော့ဒီ humanity ဒီ humanism အနေနဲ့ပဲကျွန်တော်ပြောတာဆိုတော့ခန်းစားချက်ရှိတဲ့လူသားတယောက်ပဲလူသားဆိုရင်ခန်းစားချက်ရှိရတယ်အဲ့နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေအစဉ်ပြေကြပါသေးဆိုပြီးတော့ကိုယုံကြည်ရာကိုကိုးကွယ်ရာဖရားလည်းဆုတောင်းကြရအောင်ကျွန်တော်လည်းအဲ့လိုပဲဆုတောင်းတယ်